အားလုံးပဲမင်္ဂလာပါရှင်။အာစင်တူတာဆောင်ရာတာဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့အရင်တစ်ခါဖတ်ပြခဲ့တဲ့ဆံမကျူးရဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုလေးကိုပိုင်းကားအနေနဲ့ဆက်ပြီးတင်ဆက်ပေးကြပါမယ်။နားဆင်ခံစားကြကြပါဦးနော်။မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်အပိုင်းငါ မောင်ကိုဘာကြောင့်ချစ်မိသွားတယ်လဲလို့မေးရင်ကို့အတွက်အဖြေရတော်တော်ခက်လိမ့်မယ်အချစ်ဟာအကြောင်းပြချက်နဲ့ဆောင်ရွက်လို့ရတဲ့အမှုကိစ္စတခုမဟုတ်လေဘူးလို့ဆိုပြန်တော့စင်ညင်တုံတရားခင်းမဲ့တဲ့ခံစားချက်သက်သက်ပဲလို့ထင်စရာရှိပါတယ်အချစ်ကကာယကံရှင်ရဲ့ခံစားချက်သက်သက်လည်းမဟုတ်ပါဘူးအချစ်ရဲ့သက်သက်ဆိုရင်လေအဲ့ဒါမိမိကိုယ်တိုင်ရဲ့စောင့်ဆိုင်မှုတွေကတစ်ဖက်လူဤခံစားချက်သာဖြစ်ပါလိမ့်မယ် ကိုချစ်သူဟာဘလို့လူစားမျိုးလဲကိုချစ်သူဟာဘလို့ဘဝမျိုးကိုတံမိုးထားတယ်လဲသူတံမိုးထားတဲ့ဘဝနဲ့လှရောညှိထွေဖြစ်အောင်ကိုဘက်ကကိုဘဝကိုဘာတွေပြုပြင်ပြောင်းလဲပေးရမလဲသူများဘလို့ရရှိမှုမျိုးကိုကျေနပ်နှစ်သက်သက်တယ်လဲသူကျေနပ်နှစ်သက်မှုအတွက်ကိုဘက်ကဘာတွေပေးအပ်ရမလဲအချစ်ဆိုတာ အလွန်တာဝန်ကြီးတဲ့အမှုပညာတစ်ခုပါမောင်ရယ်။ကျမတို့မိန်းမသားများဘလို့မှလွဲဆောင်ခြင်းပဲ၍မရသောဘဝပေးအခြေအနေတစ်ခုရှိသည်။၎င်းမှာစောင့်ဆိုင်ခြင်းပင်ဖြစ်ပါသည်။ကျမတို့သည်မိမိချစ်ရသူတယောက်ကမိမိကိုချစ်မြတ်လို့သည်ဟုအတိအလင်းဖွင့်ပြောသည့်စကားကိုရှင်တထိတ်ထိတ်နှင့်ဆောင်ရင်မိမိရချစ်ပါသည်ဟုပြန်လည်အသိပေးရမည်ကိစ္စအတွေ့ တင့်တော်လောက်ပြီးဟုထင်ရသည့်အချိန်ကာလကို နိုင်နိုင်ဆက်ဆနှင့်စိတ်မရှည်နိုင်စွာစောင့်ရသည်တရားဝင်ချစ်သူတွေဖြစ်သွားပြန်တော့မိမိကိုချစ်သူကလက်ထက်ခွင့်တောင်းမြင့်အချိန်ကိုစောင့်ရသည်လက်ထက်ပြီးပြန်တော့လေမိမိဤမိန်းမဘဝကိုပြပြီး ခင်ပွန်းအားအပြီးအပိုင်လွှဲအပ်ပေးရမည့်အချိန်ကာလကလေးများကိုစောင့်ရပြန်သည်မိမတွေထဲမှာတော့ဂျမက အဆောင်ရဆုံးဖြစ်နိုင်ပါသည် မောင်သည်စိတ်တွင်းခံစားချက်ကိုအမှုအရာဖြင့်ဖော်ပြလေးရှိသူတရားမဟုတ်မောင်ဝင်ခံစားချက်ကိုမျက်လုံးများမှတဆင့်ဖတ်ရှုနိုင်ဖို့တော်တော်လေ့ကျင့်လိုအပ်ပါသည်။ကျမကိုကြည်သောမှမျက်လုံးများသည်တစ်ပင်တပင်တိမ်တိုင်းတစ်ခုကိုကြည်သောမျက်လုံးများထက် မပိုခဲသည့်ကာလကအရှိကြီး။ယောက်ျားတစ်ယောက်နှင့်ဖြူစင်တန့်ရှင်းစွာယင်းနှင်းကျွမ်းဝင်ဖို့ခက်ခဲသည်ဆိုလျှင် ထိုယောက်ျား၏အချက်ကိုမိမိအပေါ်ဖွင့်ဟဝန်ခံလာအောင်အဆင့်အတန်းရှိရှိဆွဲဆောင်ယူဖို့ပို၍ပင်ခက်ခဲပါသည်။တခုဝန်ခံစရာရှိသည်မှာမောင်ကိုစတင်ချစ်မြတ်လို့သည့်အချိန်မှစ၍မောင်အချက်ကို ကျမထံတွင်ဖွင့်ဟအောင်စူးစားခြင်းစိတ်ပေါ်လာသည့်ချိန်ထိမောင်ကိုကျမလက်ထပ်ဖို့မသေးကြခဲ့သေးပါ။ကျမလက်ထက်ယူမည်ယောက်ျားတယောက်ရှိသင့်ရှိအပ်သောအကျင့်စရိုက် စိတ်နေစိတ်ထားများ မောက်မှရှိမရှိမသိကြခဲ့သေးတော့ကြောင့်ဖြစ်ပါသည်ယောက်ျားတစ်ယောက်ကငွေကြေးပြည့်စုံကြွယ်ဝယုံသို့မဟုတ်ပညာအရေးချင်းမြင့်မားယုံ ရုပ်ရည်ချောမောလှပယုံနှင့်ထို့သူအားကျမဤပွဲတက်လျင်ဖြစ်နိုင်မည်မဟုတ်ပါပဝင်းကျင်ရှိမောက်တို့ဟောရာကျမရဲ့ခင်မုန်းမှာပဲဟုဂုံယူစွာပြောပြမိတ်ဆက်ပေးရမည်ယောက်ျားတစ်ယောက်ဤတန်ဖိုးကို ကျမသတ်မှတ်သည့်အချက်များသည် ကိုရီကိုသွေးနှင့်အကျဉ်းစရိုက်ပေါ်မှအခြေခံပါသည်။ဤအတွက်မောင်သာမကပတ်ဝန်းကျင်ကယောက်ျားအလုံးကျမအပေါ်ဝေဖန်ခဲ့ရမည်ဆိုလျင်လည်းခံယုံသာရှိပါသည်။တကယ်တော့ကျမတို့မိမသားများဤတန်မိုးထားမှုသည်မိမိချစ်သူဤကိုချင်းတိတ်ခါနှင့်စောင့်ကြည့်မှုသာဖြစ်ပါသည်။မောင်သည်မျက်လုံးများဖြင့်မြူဆွဲခြင်းစကားဖြင့်မြူဆွဲခြင်းတို့ကိုအထင်သေးသက်သည်။ ရေလာမြောင်းပင်းဟုထင်ရသောစကားကိုမနစ်သက်သက်သူဖြစ်သည်တခါတော့ငါတန်ယုံမှရုပ်ရှင်ကြည့်ပြီးအပြန်ကားမရသဖြင့်ကျမအဆောင်ပြန်ချိန်နောက်ကျခဲ့ဘူးသည်နှင်းဆောင်က၈နှစ်ခွဲတိပိတ်တာပေါ့နော်ဟုတ်လားမောင်ကစိုးရင်ပူဝံခဲ့တော့ကျမကအသာအရာရင်မောမိသည်အချိန်လုံးလုံးဖွင့်မပေးလဲစိတ်မပူပါဘူးရှုမော်ရိုအိမ်လိုက်အိတ်လို့ရတာပေါ့ဟုတ်ကျမကစာနောက်မိ၏ မောင်ကမျက်နှာတီသွားသည်ဒါနောက်ဆရာမမဟုတ်ပဲနှင်းရဲ့၈နိုင်မခွဲခင်ကျွန်တော်အရောက်ပို့ပြီးမှာပါဂရိအတိုင်းပင်လေးဘင်းကားတစီငှား၍ကျမကို၈နိုင်25မိနစ်အရောက်လိုက်ပို့ပေးပါသည်မောင်စပိန်စီးလေးရှိသည်ကိုတိထားတော့ကြောင့်ကျမမောင်ကို အကြံပေးမိ၏နောက်နေ့ရကြရင် စပိန်ယူခဲ့ပါလားစပိန်နဲ့ဆိုအဆင်ပြေမှာပေါ့မောင်ကစဝေစွာ ဖြစ်သွား၏ ကျွန်တော်စပိန်ကရီယာနောက်မှာနှင်းထိုင်လိုက်ရင် နှင်းတို့အိမ်အောင်ရေးမှာတစ်ချိန်ချိန်ပြဿနာပေါ်သွားနိုင်တာပေါ့ထိုစကားသည်ကျမစောင့်မျှော်နေသောအခွင့်အရေးအတွက် အလွန်တန်မိုးရှိကြောင်းကျမချက်ချင်းသိလိုက်သည်အိုးဖြစ်မှဖြစ်ရလေကိုရောအဲ့ဒီအကြောင်းစကားမဆက်မိကြဘူးနော်အဲ့ဒါအတွက်တော့စိတ်ပူစရာမလိုတော့ဘူးရှုမော်ရဲ့ကိုငင်းလိုက်တာကြားလှပြီး ယူမော်စဉ်းစားပါအောင်လို့ပြောပြီးကလေးကပါပဲ။ကျမဤပြီးစွာလိန်လင်လိုက်သောအကွက်ကြက်ကြရေလာမြောင်းပေးစကားကိုမောင်ယုံကြည်သွားဟန်ရှိသည်။မောင်မျက်လုံးမှာစိတ်သက်သာရာရမှုကို တွေ့လိုက်ရလေသည်။ထို့နောက်မောင်ကပြုံး၏။ခက်တာပဲနှင်းရာဒါဖြင့်နှင်းကိုခရစ်စမတ်လက်ဆောင်ပွဲကိုဝယ်ထားတဲ့စာအုပ်တို့အုပ်တော့အလကားဖြစ်သွားပြီပေါ့။ဘာစာအုပ်လဲ မောင်ကစာအုပ်နာမည်ကို ပြောမိပြုပြီးမှမပြောတော့ဘဲခေါင်းရမ်းသည်။ထားပါတော့လေလိုမမလိုတော့တာ။အေးမကြီးသလိုစကားဖြတ်လိုက်တော့မောင်မျက်လုံးများတွင်တင်းနှက်နှစ်သိမ့်မှုများဖြင့်တောက်ပွှွှင်လန်းလျက်ရှိသည်ကိုကျွန်မမြင်ရပါသည်။ကိုဝါသိကျင်နေဆိုရင်ရောကျွန်မကမောင်ကိုစိန်ခေါ်သလိုပြုံပြုံကလေးမေးတော့လဲမောင်က ပြုံးရယ်လျက်ခေါင်းရမ်းနေပြန်သည်။ ကျွန်တော်ကမသိစေချင်ဘူးဆိုရင်နှင်းကမသိချင်ရဘူးလीတိုးတိတ်ညင်တာတော့လေပြက်တာတော့စကားကြောင်းကျမအနေငယ်အောင့်တသက်ဖြစ်သွား၏မောင်သည်ကျမအပေါ်အရှုံးပေးမည်သူမဟုတ် မောင်ဖြစ်စေချင်သောအရာကိုကျမစီမံဖြစ်ပေါ်အောင်လွှမ်းမိုးအနိုင်ယူလိုသူဖြစ်နိုင်သည်ကျမမောင်ကိုမခံကျင်စိတ်ဖြင့်မျက်မှောင်ကြုတ်ကြည့်မိသည်ကိုသိပါရဲ့ဇနီးမောင်နှံရာသက်ပန်းဆိုတဲ့စာအုပ် မောင်ကအတန်ထွက်ရဲမောလေသည်ဒါဖြင့်တသက်မခွဲရွှေလက်တွဲလို့တော့မောင်ကရဲမောရင်ကောင်းရမ်းနေသည်ဒါဖြင့်စီမွန်ဖိုဖာရဲ့စာအုပ်ပဲဖြစ်မယ်မောင်ကမျက်နှာမော့လန်လျက်နန်းဟုရော်ရဲ၏ဒါဖြင့် history of stuff နန်းကျမနောက်ထပ်နာမည်တစ်ခုကိုရေရွတ်တင်သလားဟုစဉ်းစားနေပြီးမ အရှုံးမပေးချင်သောစိတ်ကြောင့်မျက်စိမိတ်ရေရွပြလိုက်၏ဆက်ရွယ် pleasure in married life မောင်ကအရေရက်သွားက ကျမကိုပြုံးခနဲလှည့်ကြည့်၏မင်းကလေးတငယ်ချင်းတယောက်ကိုဒီစားအုပ်မျိုးပေးရလောက်အောင်ကျွန်တော်လွတ်လပ်ပွင့်လင်းမယ်လို့နှင်းချင်နေသလားကျွန်တော်နှင်းပေါ်ဆက်ဆံရေးကအဲ့ချလောက်မောင်ကစကားဆုံးအောင်မပြောဘဲ ဥဒုအတ္တရက်တန့်သွားတော့ကျမအာနာသွားပါသည်ထို့ကြောင့်အနေခတ်သွားတော့မှကို မတိမတာပြုံးပြမိသည်ဒါဖြင့်အဲ့ဒီစာအုပ်ကိုရှိတဲ့လူကမိမလာရောက်ကြလားဆိုတော့ပြောကွာရှုမောနေကိုဘေးဟီဒီဖွက်နေရမှာမဟုတ်တာစာအုပ်ကြောင့်မေးလိုက်ပါတော့ကျမသတိလက်လွတ်မောင်းကို မျက်စောင်းထိုးမိပါတော့သည်တို့တော့စပိန်အတူစီရန်မတင်တော်ဘူးဟူမောင်းကဆုံးဖြတ်လိုက်သလားမသိဘူး နောက်ရက်တွေမှာစပိန်ယူမလာခဲ့ပါနင်းစပိန်စီးတင်ပါလားကျွန်တော်တို့နှစ်ယောက်အတူတူပြန်ကြတာပေါ့ကျမတို့ကိုစူးစူးရဲရဲကြည့်ပြလိုက်ဆိုလိုတာကမင်းကယ်ရီယာပေါ်မှာကိုကိုမတင်နိုင်ဘူးပေါ့မတင်တော်ဘူးနင့်ရဲ့ယူမော်ကပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်ကိုခယူဆိုင်တယ်ပေါ့မခနဲ့ပါနဲ့နင်းရဲ့ဒါနှင်းအတွက်ပြောတဲ့စကားပါ တ်ဝန်းကျင်ကိုခူးဆိုင်လို့ခုမှလည်းဘာမှ မဆုံးရှုံးမထိခိုက်ဘူးဆိုရင်တော့မင်းကလေးတယောက်ဟာခူးဆိုင်တင်တာပဲကျမကလည်းအဲ့ဒီလို အထက်စီးစေတနာမျိုးကိုမိတို့မှမကျေနပ်နိုင်ပါခုကနည်းနည်းမှခူးမဆိုင်ဘူးဆိုရင်တော့မောင်ကတက်ပြင်းတစ်ချက်ချလိုက်လေသည်နှင်းတယောက်ထဲရင်ဆိုင်ရတာမျိုးဆိုရင်တော့နှင်းတဘောပေါ့လေကျွန်တော်နဲ့နှင်းနေတဲ့နှစ်ယောက်လုံးပတ်သက်နေသည်များတော့အရာရာဟာ ျွန်တော်ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်ရမှာပေါ့ကျွန်တော်ကမသိတော့ဘူးလို့ထင်ရင်ဒါဟာတကယ်မသိတော့လို့ဆိုတာနှင်းလက်ခံရမယ်ဖျားဖျားဒီလောက်ကြီးကျယ်တဲ့လူမျိုးကျွန်မတခါမှမတွေ့ဘူးသေးပါကိုကလည်းကိုဆုံးဖြတ်ချက်ကိုမပြစ်ဘူးကိုစပိန်စီမသိဘူးကဲအဲ့တော့ဘာဖြစ်မလဲကျမကမောင်မျက်နှာကိုစစ်စစ်ကြည့်ပြီးရန်လိုစွာပြောတော့မောင်ကနူးနူးညံ့ညံ့ပြုံးလေသည် ဘာမှမဖြစ်ပါဘူးကျွန်တော်တို့တောက်ကြနေတွေမှာရုပ်ရှင်မကြည့်ပြကြတော့ဘူးပေါ့ဒါပါပဲကျမတည်ထိုခဏတွင် မောင်ကိုအမုံကြိတ်ပြချင်လောက်အောင်ဒေါရထွက်နေမိဒါပေမဲ့ခုတယောက်ထဲသွားကြည့်မယ်ဒါဆိုရင်မင်းပါတက်နိုင်မှာလေဒီလိုဆိုပြန်တော့လေသူကလူကြီးတစ်ဖွဲရေမောဤဟောဗျာအတလွတ်ဒေါရကြီးနေပါလားကဲကဲဒါဆိုလဲကျွန်တော်တောင်းပန်ပါတယ်နှင်းရဲ့အဲ့လိုတော့ခေါင်းမမာနဲ့ တစ်ခါတစ်ခါကြကားကောင်းတဲ့အခါကြည့်ကြတာပေါ့တက္ကစီနဲ့ပြန်တာပေါ့နော်ကျမကြီးနဲ့သွားခဲ့ရတော့လေတကယ်စဉ်းစားကြည့်တော့သူပူဝံတယ်လို့ချော့မော့ပြောတယ်သူ့စကားအောက်တွင်လိုက်လျောတာမှမဟုတ်ပဲသူ့စပိန်ကယ်ရီယာပေါ်တွင် ကျမမလိုက်သင်ဟူသောဆုံးဖြတ်ချက်ကိုသူလုံးဝမပြင်ဆင်ခဲ့ဘူးလေဒီကလေးကမောင်အတ္တကို ကျမရိပ်မိခဲ့ဖို့ကောင်းပါသည်ခရစ်စမတ်နေ့ရောက်တော့မောင်ကခရစ်စမတ်လက်ဆောင်အဖြစ် James E. Ulysses စာအုပ်ကြီးပေးသည်ထိုစာအုပ်ပေးပြီးသည့်ညမှာပင်မူလရည်ရွယ်သောစာအုပ်အကြောင်းကို စိတ်လိုလက်ရဖွင့်ပြောခဲ့လေသည်ကျွန်တော်ပထမရည်ရွယ်တဲ့စာအုပ်က The Avengers of Being a Wife တဲ့နည်းရဲ့အခုတော့အဲ့ဒီစာအုပ်ကိုကြောင်းထိုးထားလိုက်ရပြီးအလကားဖြစ်သွားပြီပေါ့ဘယ်နဲ့အလကားဖြစ်ရမလဲအဲ့ဒီစာအုပ်ကကို့အတွက်ဆို တိတ်အတုံးကြမှာပဲ အမှန်ကိုပြောကြစတန်းဆိုရင်မိမတယောက်ရဲ့ခီးဆုံးပန်းနိုင်ဟာလက်ထက်ချင်းပဲမဟုတ်လားမိမတယောက်ဟာတစ်ချိန်ချိန်မှာတော့ဇနီးဘွားယောက်ျားအမှကြီးပဲကိုသူနဲ့မอยู่ဖြစ်ပေမဲ့တခြားယောက်ျားတယောက်ရဲ့ဇနီးဖြစ်လာအောင်မှာပဲသူစကားကိုကျမရေမောရင်ပြောလိုက်တော့လေမောင်ကကျမနဲ့အတူလှရွေမရေမောပဲကျမ၏မျက်လုံးထဲကိုစူးစိုက်ကြည့်နေခဲ့သည်နေ့ တကယ်ပြောနေတာမဟုတ်ပါဘူးနော်။ဘာလို့လဲ။ကျမအတန်မှာရေမျိုးရိပ်မပြောက်သေးပါ။နေ့ရက်ခီးဆုံးပန်းနိုင်ဟာဇနီးဘဝမဟုတ်နိုင်ပါဘူး။မောင်ကမယုံကြည်နိုင်သလို အလေးနဲ့ပြောတော့ကျမဟဟပပရေမောမီတော့မလို့ဖြစ်သွား၏။နောက်မှ မောင်မျက်နှာစူးဆိုင်မှုကိုသတိထားမိက အာနာစွာမျက်နှာထားတီးပြလိုက်ရလေသည်။ ဒါဖြင့်ကိုယ့်ရဲ့ခရီးဆုံးဟာဘာဖြစ်မယ်လို့ထင်တယ်လဲ။မောင်ကလမ်းလျှောက်ချင်းကိုရက်တန့်ပြစ်လိုက်၍မျက်နှာချင်းဆိုင်တဲ့တဲ့ရက်လိုက်သောအခါကျမစိတ်လှုပ်ရှားလျက်မောင်ကိုတတိလက်လို့မောကြည့်ပြီးဘေးမှဖြစ်မောင်သွားသည့်ကားတစီမီယောင်နှင့်မောင်မြတ်ဝန်များ၏ဆူဆိုင်မှုတွင်တမ်းမတ်မှုမပါဝင်ကြောင်းဝမ်းနည်းစွာ တွေ့လိုက်ရလေသည် လောကမှာမိမတွေဟာဇနီးဖြစ်ကြရတဲ့သဘာဝကိုသိတာပေါ့ဒါပေမဲ့ဇနီးမဖြစ်တဲ့မိမဆိုတာရှိသေးတယ်နင်းရဲ့နင်းကအဲ့ဒီမိမအမျိုးအစားထဲမှာပါတယ်နင်းဟာဇနီးတယောက်မဖြစ်တဲ့မှာဘူးမောင်ဒီကျမ၏တန်မိုးကိုနှိမ်ချပြီးတတ်မှတ်နေတာလားဒါမှမဟုတ်ညှင့်တင်ပြီးတတ်မှတ်နေတာလားမသိကြတော့လေခြေဘူးရတတ်မှတ်မှုမဟုတ်တာတော့ကျမသိသည် ကိုကဘသူရဲ့ဇနီးမှမဖြစ်တဲ့မူလားယကျမဆိုလိုတော့အတိတ်ပဲအတီးကြကို မောင်နားလဲပါမလားဟုအကဲခတ်ပြီးခက်ဆဆကြည့်မိတော့မောင်ကမျက်နှာလွှဲပြီးဖြေပါသည်ဟုတ်တယ်နင်ကျမရင်ထဲမှာစူးစူးရှာရှာအောင့်သွားသဖြင့်မောင်ရှေ့မှဆက်လျှောက်လာခဲ့ပါသည် မောင်ကကျမနောက်မှကက်လျက်လိုက်ပါလာပါသည်ထို့နောက်ကျမ၏နာကြည်သွားမှုကိုရှိမ့်မိစွာနှစ်သိမ့်ပေးလိုဟန်ဖြင့် ကျမကိုစကားခတ်တူတူပြော၏လွတ်လပ်တဲ့မိန်းမတယောက်ရဲ့အရေးချင်းဟာ သူကိုယ်တိုင်အတွက်ပဲဖြစ်တယ်နေရဲ့ဒါပေမဲ့ဇနီးတယောက်ရဲ့အရေးချင်းကတော့သူ့ခင်မွန်းနဲ့မိသားစုအတွက်ပဲဟုတ်ပြီလေအဲ့ဒီသဘောတရားနဲ့ကိုကဘာများကွဲလဲနေလဲကျမရဲ့အတန်ကိုမမတော်အောင်ဘလို့မှ ထိန်ချုပ်ရမရား ဇနီးဘဝမှာနေသားတကျပြောရှင်မှုဆိုရင်မိမတွေဟာစွန့်လွတ်ပြရတယ်။နှင်းရဲ့အတ္တကိုစွန့်လွတ်ရတဲ့အခါနှင်းဘဝကိုစိတ်ကုံသွားလိမ့်မယ်။ဇနီးဘဝမှာ နှင်းပြောင်းနိုင်မယ်မထင်ဘူး။ကျမမောင်ကိုလှည့်ကြည့်ပြီးရဲဝံ့စွာ ပြုံးပြလိုက်ပါသည်။ဘယ်ဟုတ်မလဲယူမော်ရဲ့ခုပြောမှပေါ့။ကိုတိတ်ချစ်တဲ့ချစ်သူရဲ့ဇနီးတယောက်ဖြစ်ရင် ကိုအတ္တကိုပျော်ပျော်ကြီးစွန့်လွတ်မှာပေါ့။ အချစ်ဟာအတ္တကိုအရေးပြုံကုံဆုံးသွားစေနိုင်တယ်လေ။ကျမစကားကြောင့်မောင်ကအတန်ထွက်ရေမောလိုက်လေသည်။မောင်ရဲ့တန်းကြောင့်ကျမဒေါရထွက်တာ၏။မင်းပါရတာလေ။မောင်ကအပြုံးမပြက်ကျမကိုတိတ်တဲဆိုင်ကြည့်သည်။နှင်းကအချစ်အကြောင်းပြောလို့ရဲမိတာပါ။နှင်းကအချစ်ကိုခံစားမှုလို့လား။ရီစားတယောက်ပြီးတယောက်ပြောင်းတာအချစ်မဟုတ်ဘူးနော်နှင်း။သူစကားသည်ကျမမျက်နှာကိုဖျက်ရိုက်လိုက်သလိုပင်ပြင်းထန်လာပါသည်။ ဒါဟာ ကျမကိုစော်ကားဒီစကားပဲကိုကိုတခြားကိစ္စနဲ့ပတ်သက်ပြီးဝေဖန်ခြင်းဝေဖန်နိုင်တယ်အချက်နဲ့ပတ်သက်ပြီးဘယ်တော့မှမင်းဝေမဖန်ပါနဲ့ကျမစကားကြီးမှာကြောခတ်ထံမှုကြောင့်မောင်အပြုံးပျောက်ကွယ်သွားလေသည်ကျမမျက်လုံးများမှတဆင့်ကျမ၏စိတ်ကို ထွင်းပေါက်သိမြင်ဖို့စူးစမ်းနေသလိုပင်မောင်မျက်လုံးများဆူရှာတောက်ပနေ၏ မောင်ကပခုံးကိုဟန်ပါပါတွန့်ပြသည်နှင်းကိုနင်းဝေဖန်နိုင်အောင်သတိပေးတာပဲလေမိမတယောက်ရဲ့တရားဝင်ချစ်သူဘွားကိုရယူဖို့နည်းနည်းမှမကြိုးစားသေးပဲနဲ့အဲ့ဒီမိမရဲ့အချစ်ကိုမင်းမြင်နိုင်ပါမလားမင်းမမြင်နိုင်တဲ့အရာတစ်ခုကို မရှိဘူးလို့ပြောရင်မိုင်မဲရကြမှာပေါ့စူးရှာခတ်ထန်တော့ကျမစကားကြောင့်မောင်သည်နေရာမှာမတ်တက်ရက်လျက်ကျမကို တအံ့တော်စိုက်ငင်းနေကလေးသည်နှင်းကျမသည်မောင်မျက်နှာပေါ်မှာအံ့ဩတို့ရမှုကို မြင်ရမှာကျမစကားလွန်သွားကြောင်းသတိထားမိကတကိုယ်လုံးအေးဆက်သွားသည်တွားပြီဤစကားသည် ကျမလုံးဝမပြောသင့်မဟုတ်လားမောင်ဤစကားကိုမှန်ကန်စွာအသေးပဲကောက်ဖြစ်ကြောင်းမောင်မျက်လုံးများမှတဆင့်ကျမသိလိုက်ရသောအံ့ဩစရာကောင်းနေသည်မှာမောင်မျက်လုံးတွင် ထိတ်လန့်နာခြင်းမှုကိုမြင်တွေ့နေရခြင်းပင်ဖြစ်သည်မိမတယောက်ဤလှစ်ခနဲမြင်တွေ့ခွင့်ရလိုက်သောယောက်ျားတူသည်ထိုမိမကိုချစ်ခင်မြင်နိုးနေခဲ့သည်ဖြစ်လျင် သူဘလောက်ပျော်ရွှင်ခြင်းနဲ့သည်ဘလောက်နှစ်သိမ့်ကြည်နိုးသင့်တယ်လဲအခုတော့မောင်မျက်နှာမှာရွှင်လန်းကြည်နိုးမှုရိပ်ရိပ်ကလေးများပေမရှိနှင်း မောင်ရှိတို့ခြေတလန်းတိုးလိုက်တော့ကျမဆိတ်ရှုံနာခြင်းစွာနောက်ဆုတ်လိုက်မိ၏ရှေ့မတိုးနဲ့တော့ရှုမောမင်းပြန်တော့ပြန်มาပါနှင်းရဲ့အခုမှတော့ကျွန်တော်ပြန်ရတော့မှာပေါ့နှင်းကကျွန်တော်လာမဲ့လမ်းကိုပိတ်လိုက်ပြီကိုနှင်းမအရေးချင်းတွေအများကြီးရှိတာကျွန်တော်သိပါတယ်ဒါပေမဲ့နှင်းမလုံးဝမရှိတဲ့အရေးချင်းတစ်ခုအကြောင်းကျွန်တော်ပြောမယ်အဲ့ဒါကမျိုးတိတ်နိုင်စွမ်းမယ်ကျမဒေါရတကြီးစိုက်ကြည့်နေမိသည် နှင်းကမျိုးတိတ်ရမယ့်နေရာမှာမမျိုးတိတ်နိုင်ဘူး။နှင်းရဲ့ဒေါရနဲ့နာကြီးမှုကြောင့်မဖြစ်တဲ့နာတွေဖြစ်ရတော့မယ်။ကျမဒီမောင်ပါဟုဆိုလွန်မှန်းမသိတော့ပဲ။မောင်စကားသံတုံလုံးမှုကြောင့်အနှင်းငယ်ထိတ်လန့်လာသည်။ကျွန်တော်ဘလို့လူစားလဲဆိုတာနှင်းသတိထားမိရင်ဆော့ဆော့ကဒေါရတကြီးဖြစ်ခဲ့တာကို နှင်းနောင်တရလိမ့်မယ်။နှင်းကိုယ်တိုင်လှုပ်ခနဲပြောလိုက်မိလို့ အဲ့ဒီတန်ကိုနှင်းခံရမယ်ဆိုရင်တရားမျှတပါတယ်။ဒါပေမဲ့ဒါနှင်းရဲ့ဆုံးဖြတ်ချက်ပဲလေ။ကျွန်တော်ဘာပြင်ဆင်ပေးနိုင်မှာလဲ။အဝေးကြီးကလာသလိုမှုံဝါနေသောသူ့စကားများရဲ့အနက်အထိပ်ပဲကို ကျမမသိပါ။သိအောင်လဲအာမထုတ်ခြင်းမှာ။ကျမရင်တလက်လက်မူနောက်နေပါသည်။မင်းပါရီလာပြောနေရလေ။ပြန်တော့လို့ကိုပြောနေရမဟုတ်လား။ ယောက်ျားတယောက်သူတိတ်ချရတဲ့မိန်းမတယောက်ကို သူ့ဘဝတစ်ခုလုံးပုံပေးခွင့်ရဖို့အတွက် ပထမဆုံးလုပ်ရတဲ့စွန့်စားမှုကတော့သူ့အချစ်ကို ဖွင့်ဟဝင်ခံရတာပဲအဲ့ဒီစွန့်စားမှုကလည်းသူ့အချစ်အတွက်တိတ်ခါပဲနှင်းကတော့ကျွန်တော်ကိုစွန့်စားခွင့်မပေးနိုင်ခဲ့ဘူးပေါ့လေဒီလောက်အခွင့်အရေးလေးတောင် နှင်းကမပေးချင်ဘူးပေါ့ဒီလောက်ကလေးတောင်မချုပ်တီးနိုင်ဘူးလားနှင်းရဲ့ ကျမမောင်ကိုအန်အော်တကြီးငေးလျက်ဘာစကားမှမပြောနိုင်မင်းအနေခဲ့လေသည်မောင်ကကျမကိုချစ်မြတ်နိုးတယ်ပေါ့ကျမကိုမောင်ဘွားတစ်ခုလုံးပုံပေးဖို့ဆုံးဖြတ်ထားခဲ့တယ်ပေါ့ကျမပြောရွှင်ရင်ခုံရမည်မောင်စကားများကို မောင်ကအန်အော်စရာစိတ်ငမှုအဖြစ်ဖြင့်ဖွင့်ဟနေခဲ့သည် မောင်မျက်နှာတွင်တက်တက်ကွက်ကွက်မြင်နေရသောနာကြီးမှုနှင့်အေးဆက်မှုများကို ကျမမယုံကြည်နိုင်စွာစောင့်ကြည့်လျက်ကမောင်စိတ်ကိုနားမလည်နိုင်အောင်ဖြစ်နေရသည်ကျမတော်ရသည်ချင်းပြောလိုက်ပြီးသည့်နောက်ဘာများထူးခြားစရာရှိလို့လဲယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ချစ်ခင်ဆုံးမဖို့ကိစ္စတွင်ဘသူကဘသူကို ဖွင့်ဟဝင်ခံတယ်လဲဆိုတာဘာများပြဿနာရှိလို့လဲအရေးကြီးတာကတယောက်နဲ့တယောက်နားလည်ဖို့တယောက်ချစ်ကိုတယောက်လေးစားဖို့ သူများရဲ့ဖဲချက်ကိုမတရားသဖြင့်တည်အောင်လုပ်ထားပြီးကိုဘက်ကဖဲနိုင်မှသေးကြမှရှေ့ရမြစည်းစိမ်ပုံအော်ပြီးလောင်းရတဲ့လောင်းကစားသမားတယောက်ရဲ့စွန့်စားမှုကိုနှင်းအတိမပြုတ်နိုင်ပါရဲ့လားတစ်ချိန်ချိန်မှာစကနာမထိုးပါဘူးလို့ရောနှင်းတေကြလို့လားထို့နောက်ကျမဘာမှမပြောနိုင်မီမောင်ကမျက်နှာထားတည်ကြည်စွာအင်ဒရီရရခေါင်းငိမ့်နှုတ်ဆက်သည်ကျွန်တော်သွားမယ်နှင်း ဗုဒ္ဓဦးနေမှတွေ့ကြတာပေါ့မောင်လှည့်ထွက်သွားတော့ကျမအန်ကျိ၍ကြံခဲ့သည်မောင်ဒီအဲ့ဒီလောက်တောင် စီစားကြောင်းသူလားအသေးအဖွဲကိစ္စလေးတခုအပေါ်အလေးနက်ထားတတ်သူလားတလန်းချင်းဝေးသွားတော့မောင်နောက်ကျောကိုကြည့်ရင်ဒေါရတွေကိုမျိုးချပြစ်ဖို့ကြိုးစားနေရသည်တို့တော့ဘလို့မှမထိန်နိုင်ခင်ရှုမော ဒေါရသကြီးခက်ကြကြလှမ်းခေါ်လိုက်တော့မောင်တုံခနေရက်ကလှမ်းကြည့်သည်လဲသေးလိုက်ကျမလက်သေးနှစ်ဖက်တင်းတင်းဆုပ်ရင်းអော်ပြောလိုက်တော့မောင်ကမချိပြုံပြုံလေးရကောင်းငိမ့်ပြသွားကလေးသည်မောင်သည်အမြင်ကက်ဆရာကောင်းလောက်အောင်ပင်ထိမ့်ချုံနိုင်စွမ်းရှိသူဖြစ်၏ထိုပြဒနာဖြစ်သွားပြီးနောက်ရက်များတွင်မောင်သည်ကျမအပေါ်ရခင်ကလိုပင် ထိမ့်ချုပ်စွာခင်မင်းရင်းနေခဲ့သည်ထိုတညကတယောက်ကိုတယောက်မမျောလင့်ပဲနားလည်သွားရသည့်ကိစ္စသူလုံးဝမေ့လျော့ပြဟန်ရှိသည်ကျမအဆောင်ရှိရာလမ်းသို့ချိုးကွေးလိုက်တိုင်းပိုင်းရနံတို့ဖြင့်လက်ဆက်သောပတ်ဝန်းကျင်သည်ကျမတို့နှစ်ယောက်ကိုငြိမ်သက်သွားစေသည်ကျမဘေးမှာမောင်လန်းလျှောက်နေသည် ဆိုသည့်အသည့်ဖြစ်မင်းကျမ၏ညာချမ်းသည်နှစ်သိမ့်တွယ်ညီမှုအပြင်မောင်နှင်းကျမတယောက်ကိုတယောက်မကြာခဏလှည့်ကြည့်ကား ဘာစကားမှမပြောပြစ်ပဲမင်းသက်ဆိုင်ကမျက်နာလွယ်ရောရက်တွေလည်းမနှင်းလာပါမောင်ဟာဘလို့ယောက်ျားမျိုးလဲမိမတယောက်ဟာမိမိကိုချစ်နေကြောင်းထင်ထင်ရှားရှားချင်းတီးခွင့်ရပြီးနောက်တွင်ထိုမိမအာမသိမ့်ပိုက်ဖဲမတုံမလုံရက်တက်နေတာဘာတဘောလဲမောင်ချပကိုမချစ်ဘူးလို့ယူဆရအောင်ကလည်းမောင်ကိုယ်တိုင်မျက်လုံးနဲ့ရော စကားနဲ့မှပွင့်အံဖိတ်ကြပြီးသားမဟုတ်လားဒါဖြင့် ကျမအပေါ်အထင်သေးသည့်သဘောမျိုးလားဖဲချက်ကိုတီးပြီးမှလောင်းရဲသူပဲဖြစ်ဖြစ် မတိပဲစွန့်စားရဲသူပဲဖြစ်ဖြစ် အရေးကြီးတာကဖဲနိုင်ဖို့ပဲမဟုတ်လားဒီကွာခြားမှုအပေါ်ကျမဘလို့မှသဘောမထားကြောင်းမောင်ဟိုကျမဘလို့များပြောပြနိုင်ပါလေမောင်ကကျမကို မျောသိမ့်နိုင်စွာမရှိသူဟုနန္နာကြီးကြီးဆွဆွဲခဲ့သည်ကြည်ကြသေးတာပေါ့ တနည်းအိမ်ဤမျိုးတိတ်ထိန်ချုပ်နိုင်စွမ်းကိုမောင်သိစေရမည်ဟုတ်ကဲ့ပါရှင်ဆ ्याम မကျူးရဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုကိုအပိုင်း၅အနေနဲ့ဒီနားမှာခဏလောက်ရန်နာခွင့်ပြုပါနော်အပိုင်း၆မှာဆက်ပြီးဆုံတွေ့ပါစေရှင်နားဆင်အားပေးခဲ့ကြတဲ့သူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်